ဆရာ SS ခင်မောင်အေးရဲ့လူဖြစ်ကြိုးနှက်ဖို့တောတာပန်တို့ဤစာအုပ်ကိုဖတ်ရှုခွင့်ပြုပါရန်ဆရာနဲ့သက်ဆိုင်သူများအားလုံးထံမှခွင့်တောင်းလိုက်ပါတယ်ရှင်။အပိုင်းနှစ်တမထဝိပဒနာအလုပ်တွေကို အာတိဝိနပစ္စည်းရအောင်ချိန်ဖန်များစွာထုံထားတော်သူလေ့ကျင့်ထားတော်သူတွေသည်မိမိစိတ်ကို လိုရာအာယုံတို့ပြောင်းရွှေ့ယူနိုင်၏ ်ဒီကနေ့ချိန်တွေမှာအလွန်ရေကြီးသည် လာရာဂရိကောင်းစီရန်အထူးလေ့ကျင့်အားထုတ်ထားရပါမည်အထိန်ကုန်မရှိသောတိရွက်ကလေးတွေသည်လေတိုက်တိုင်းကျေကြသည့်အခါတွင် လွင့်ချင်ရာလွင့်ကြချင်ရာကြပါသည် ထိုကဲ့သို့ပင်အထင်းကုန်မရှိသောစိတ်သည်သွားခြင်းအားအယုံတွေစီကိုသွားနေသည့်အတွက်အကုသိုလ်စိတ်တွေသာအဖြစ်များတတ်ပါသည်ထို့ကြောင့်ဒီကဏီအကုသိုလ်စိတ်တွေသာများနေလျှင်လာရကလေးသည်လည်းရောက်ခြင်းအားရောက်နိုင်ပါသည်ထို့ကြောင့် ကောင်းသည့်လာရာခရီးရောက်နိုင်ဖို့မြဲနိုင်ဖို့ဓမ္မထဝိပဿနာတွေကိုသာ အပြင်းထန်အားထုတ်ထားဖို့လိုပါသည်ထို့ကြောင့်မိမိဇီယန်နှင့်ကံ့ညီမီကမ္မထမ်းရိတ်သားများဆရာများထံမှတေချာနိခံပြီးလက်တွေ့ကျင့်ကြံရပါမည်မိမိသည်တမထမဝိပဿနာအထိကူးပြောင်းနိုင်ပြီးဆက်လက်အားထုတ်မည်ဆိုလျှင်သုလသောတာပန်မှမဟာသောတာပန်အထိဖြစ်နိုင်ပါသည် ထို့သောအားထုတ်ရာမှာတရားအားထုတ်သူတွင်ရှိရမည့်အင်္ဂါတွေနှင့်မတ္တာဖူတာအန်ဒီယတွေကိုလည်းသိထားသင့်ပါသည် တရားအားထုတ်သူအတွက်အင်္ဂါ၅ပါးမှာယုံကြည်မှုတရားတရားနှင့်ပြည့်စုံရပါမည်။တရားအားထုတ်နိုင်စွမ်းသည်ကျမ်းမာရေးနှင့်လည်းပြည့်စုံရပါမည်။ဖြောင့်မတ်မှန်ကန်သောစိတ်ထားရှိရမည်။အားထုတ်နိုင်သောဝိရိယတရားရှိရမည်။ယုံဉာဏ်နှစ်ပါးကိုပိုင်းခြားသိမြင်နိုင်စွမ်းသောပညာနှင့်လည်းပြည့်စုံရပါမည်။အထူးပြောလိုသည်မှာယူနေသူဉာဏ်ရည်အလွန်နှိမ့်သူများမဖြစ်နိုင်ပါ။ မတ္တာဘုရားကံကြီး၅ပါးလဲမှတ်သားစရာလိုပါသည်ကမ္မန္တရေအမိတ္တသူ အဖတ္တသူယဟန္တာတ္တသူဘုရားရှင်အားသွေးစင်းတည်စေသူတန်ခါကိုတင်းခွဲသူစသည့်ပဉ္စာနန္ဒိယကံ၅ပါးကိလေသာအန္တရေကောင်းမှုမကောင်းမှုဟူသည်မရှိ ထိုကောင်းမှုမကောင်းမှုပြုလုပ်တော်လဲအလိုက်ကားပဲဟုမျက်မြန်စွာယူဆတော်အကိရိယာဒိဋ္ဌိမကောင်းမှုကောင်းမှုတို့ဤကောင်းကျိုးဆိုးကျိုးမပေါ်နိုင်ဟုမျက်မြန်စွာယူဆတော် နတ္တိကဒိဋ္ဌိကောင်းကျိုးဆိုကျိုးဖြစ်ရန်ကောင်းမှုမကောင်းမှုဟုသောကံ အကြောင်းမရှိ အကြောင်းမရှိပဲလိုလိုပင်ချမ်းသာကြဆင်းရဲကြသည်ဟုမျက်မြန်စွာယူဆထားသောအဟိတုကဒိဋ္ဌိ ဤဒိဋ္ဌိကြီးသုံးမျိုးသည်မစွန့်လွတ်နိုင်အောင်မြဲမြံစွာဖြစ်လင်သေသည်နှင့် အပင်ငယ်ရဲ့သို့ဤကံရောက်စေတတ်သောကြောင့်ဤရတမိစ္ဆာဒိဋ္ဌိမည်သည်ဤဒိဋ္ဌိသုံးမျိုးတွင်ပထမဒိဋ္ဌိဖြင့်အကြောင်းကိုပယ်၏အကြောင်းကိုပယ်လျင်အကျိုးကိုလည်းပယ်ရာရောက်သည်ဒုတိယဒိဋ္ဌိဖြင့်အကျိုးကိုပယ်၏အကျိုးပယ်ခြင်းသည်လည်းအကြောင်းကိုပယ်ရာရောက်၏တတိယဒိဋ္ဌိအပြင်အကြောင်းအကျိုးနှစ်ပါးစလုံးကိုပယ်သည် ခန္ဓာ၅ပါးကိုပုဂ္ဂိုလ်တ attva ငါသူတပါရောက်ကြမိမှဟုအယူဆွဲသည့်တက္ကာယဒိဋ္ဌိဒီဘဝရောက်နံတို့သည် နာမ်ဘဝကိုပြောင်းသွားသည်ဟုအယူမှသောတတရဒိဋ္ဌိတ attva တို့သည်ဒီဘဝမှာပင်သေးလင်းပြတ်သည်နောက်ဘဝမရှိဟုယူဆသောအုပ်စိရာဒိဋ္ဌိဝိပါကံရေနှပုံပန်နုဥပါတော်ပြင်းနှင့်တွိဟိတ်ပုဂ္ဂိုလ်များအရိယူပါဝါဒံတည်း အရိယာအားတိလျက်သုံးဖို့မတိပဲဆွဆွဲဆဲရီကဲ့ရဲ့ပြင်မာသူသို့သောတောင်းမှန်ကကြည်နိုင်ပါသည်အနာဝီတိတ်ကမန္တရေဝီနိဒိခါပုတ်ကိုကျွလွန်သောယဟန်ပါရာဇိကတန်ဃာတိသိထုံလစီပါစိတ်ပါတိသေးတနိဒုကုတ်ဒုတ်ပါတိဟူသောအဘတ်ခုနှစ်ပုံနဲ့အသေးဆုံးဒုတ်ပါတိအဘတ်ရှိလင်းပင်ဇံမက်ဖို့ကိုမရနိုင်ပါ ပါရာဇိကအာဘတ်သည်ကုစား၍ပညာ၌ကြံအာဘတ်များသည်ကုစား၍ရပါသည်၎င်းတို့သည်တရားအထုံးမိသူသိရှိထားရမည်အင်္ဂါတွေနှင့်မတ်ဘုံအန်ဒီရတွေဖြစ်ပါသည် ထိုကဲ့သို့တရားကြည်ညာရမှာလဲရှေ့မှာပြောခဲ့သည့်အတိုင်းစုတစ်ခုခုကိုတောင်းပြီးဖြည့်ကျင့်ရပါမည်၎င်းစုများသည်တမန်တန်ဗုဒ္ဓစု ပညာတိကဘုရားလောင်သည်ပါရမီ7ပါးအပြား30ကိုလေးတင်ခြင်းနှင့်ကဘာတသိမ့်ဖြစ်ခြင်းရသည်တရာတိကဘုရားလောင်သည်ပါရမီ7ပါးအပြား30ကိုရှေ့အတင်ခြင်းနှင့်ကဘာတသိမ့်ဖြစ်ခြင်းရ၏ဝိရိယတိကဘုရားလောင်သည်ပါရမီ7ပါးအပြား30ကို76အတင်ခြင်းနှင့်ကဘာတသိမ့်ဖြစ်ခြင်းရသည်ပိစိကဗုဒ္ဓါစုပါရမီ7ပါးအပြား20ကို1အတင်ခြင်းနှင့်ကဘာတသိမ့်ဖြစ်ခြင်းရသည်အေကသာဝကစု ပါရမီ၁၀ပါးကိုတည့်အသင်ခြင်းနဲ့ကဘာတသိန်းဖြည့်ခြင်းရသည် မဟာတာဝကစုပါရမီ၁၀ပါးကို ကဘာတသိန်းဖြည့်ခြင်းရ၏ဘဂရိတာဝကစုပါရမီ၁၀ပါးကိုကဘာတသိန်းအောင်ရိုးရိုးဖြည့်ခြင်းယုံဖြင့်ရသည်ဧကတာဝကစုမဟာတာဝကစုဘဂရိတာဝကစုတို့သည် ကိုယ်ဟင်ကောင်းနှင့်အသက်ကိုဆွံ့ရသည် ပါရမီအပြား၂၀ကို ဖြည့်ခြင်းရန်မလိုပေ ပါရမီဆိုသည်မှာပရမနှင့်ဤကိုပေါင်းထားခြင်းဖြစ်သည်ပရမဆိုသည်မှာမြင့်မြတ်သူတို့ဤဟုအဓိပ္ပာယ်ရ၍ဤသည်လုပ်ငန်းစဉ်ဖြစ်သည်ပေါင်းလိုက်တော့ပါရမီ မြင့်မြတ်သူတို့ဤလုပ်ငန်းစဉ်ပါရမီ7ပါးတာဝကစုပန် သူများအတွက်ဖြစ်ပါသည်ဒါနပါရမီ ပေကံလူရန်စွန့်ခြင်းမှုကိုဖြည့်ခြင်းခြင်းသီလပါရမီ၅ပါး၈ပါး၁၀ပါးသီလစောင့်ထိုင်မှုကိုဖြည့်ခြင်းခြင်းနိမခပါရမီကံပကုံမှထွတ်မြောက်မှုကိုဖြည့်ခြင်းခြင်းပညာပါရမီဉာဏ်ပညာကိုတိုးပွားရင်းကျက်မှုကိုဖြည့်ခြင်းခြင်း ဝိရိယပါရမီဆွဲလုံးလာစွမ်းပကကြီးမစေရန်ဖြည့်ကျင်ခြင်းခန္တီပါရမီတိခံခွင့်လွတ်မှုကိုဖြည့်ကျင်ခြင်းတစ္ဆာပါရမီ အမှန်တိုင်းပြောဆို၍ပြောသည့်အတိုင်းလိုက်နာပြုခြင်းမှုတစ္ဆာကိုဖြည့်ကျင်ခြင်းအတိတ်ထံပါရမီစိတ်ကဆုံးဖြတ်ထားသည့်အတိုင်းခိုင်မြဲစွာလိုက်နာကျင့်သုံးမှုကိုဖြည့်ကျင်ခြင်းမေတ္တာပါရမီတတ္တဝါများကိုမင်းမင်းနှင့်ထတ်တူချစ်ခင်စိတ်ထားရှိရန်ဖြည့်ကျင်ခြင်းဥပိ္ပခါပါရမီ ချစ်ချင်းမုံချင်းမရှိကောင်းစိုးနှစ်တန်ကိုခန္ဓာရင်ရှိစေရန်ဖြည့်ခြင်းခြင်းပါရမီ7ပါးအပြား30ဆိုဒီမှာပါရမီ7ပါးကိုထပ်ဆင်း၍ဥပပါရမီ7ပါးပရမတ္ထပါရမီ7ပါးပွားရင်ပါရမီ7ပါးအပြား30ဖြစ်၏ကာကြီးမိမိခန္ဓာကိုယ်နှင့်ဆက်ဆံမှုမရှိဘဲတာမယရွှေငွေအစရှိသောတက်ရှိတက်မဲ့ပစ္စည်းများကိုစွန့်လွှတ်၍ဖြည့်ခြင်းခြင်းသည်မူလပါရမီ7ပါး ခခွေခြေလက်စသော အင်္ဂါကြီးငယ်တစ်ခုခုကိုဆွံ့လွှတ်၍ဖြည့်ကျင်ခြင်းသည်ဥပပါရမီကံငယ်အသက်ကိုပင်ဆွံ့လွှတ်၍ဖြည့်ကျင်ခြင်းသည်ပရမထပါရမီမတ်ဖို့တရားတို့မှာသောတာပတ္တိမတ်သည်ခြေခံဖြစ်ဘဂရိတောကစုသည်သောတာပတ္တိမတ်ရရန်အတူဆုံးသောလမ်းကြောင်းဖြစ်သည်ထို့ကြောင့်ဘဂရိတောကစုကိုတောင်းပြီးမှပါရမီတွေဖြည့်ကျင်ရပါမည်ဘဂရိတောက ပုဂ္ဂိုလ်တို့မှာတရားနှင့်အံဝင်သွားပါကယခုမှစပြီးအားထုတ်သွားရင်ခொနည်းအတွင်းရနိုင်ပါသည် ထို့ထက်ပညာစွမ်းရှိပါမူအာထုတ်သောနှိမ့်နိုင်လည်းရနိုင်ပါသည်ပညာစွမ်းနှုံလင်ခုနလအတွင်း၌တော်၎င်းယခုဘဝတေဂာနိမာတော်၎င်းဒုတိယဘဝ၌တော်၎င်းရနိုင်ပါသည်ဟုဘုဒ္ဓဝေနိကမာပြဆိုထားပါသည်မဘုံနိဗ္ဗာန်၏ပထမဦးဆုံးအဆင့်ဖြစ်သည့်သောတာပန်ဖြစ်လိုသောပုဂ္ဂိုလ်တို့သည် သောတာပန်ဖြစ်ကြောင်းအင်္ဂါ၄ပါးနှင့်ပြည့်စုံရပါမည်ဟု ပါထေယပါဠိတော်မှာပြဆိုထားပါသည် မက်ဖိုနင်းဆိုင်သည့်တရားတွေကိုဟောပြောလေ့ရှိသောသူတော်ကောင်းနှင့်တွေ့ဆုံပေါင်းဖော်ရပါမည်။ထိုပုဂ္ဂိုလ်ဤစာအုပ်စာပေကိုရှားရမည်။မက်ဖိုနင်းဆိုင်သည့်တရားတွေကိုနာကြားရမည်။ထိုစာများကိုဖတ်ရမည်။ကြားနိုင်ရသည့်အတိုင်းနှလုံးသွင်းမှန်ကန်ရမည်။ဖတ်ထားသည့်အတိုင်းနှလုံးသွင်းပြီးဆက်လက်စူးစမ်းအားထုတ်သွားရပါမည်။ဘောဓိပက္ခိယတရား38ပါး တမထဝိပဿနာတရားများကို အားထုတ်လိုသောသူတို့သည်မပြစ်မနေထူထောင်အားထုတ်တင်သောဗောဓိပက္ခိယတရား38ပါးကိုအကျဉ်းမျှသိတင်ပါသည်ဗောဓိဆိုသည်မှာမဉဏ်ပက္ခိယဆိုသည်မှာအပေါင်းစုမဉဏ်ဤအကျိုးကိုတည်ဖို့ဆောင်ရွက်တတ်သောတရားစုကိုဗောဓိပက္ခိယမည်သည်ဥပမာနေဖြင့်ပြောရရင် လူတစ်ယောက်အတွက် ကိုယ်လက်အင်္ဂါအစိတ်ပိုင်းတွင်ရေးကြီးတဲ့ကဲ့သို့ မက်ညံရဖို့အတွက်ဤတရားအစုစိတ်ပိုင်းတွေသည်လည်းအရေးကြီးပါသည် ထို38ပါးကိုလိုက်နာကျင့်ကြံလျင်မက်ညံကိုအေကံရမည်ဖြစ်ပါသည်တတိပဌံ၄ပါးတတိပဌံသက်ဆိုင်ရာအာယုံထင်းမှာဆွဆွမြမြတ်တက်ဝင်တည်ရှိမှုအာယုံ၄မျိုးယူပုံချင်းရာ၄မျိုးပဲခွာချင်းကိစ္စ၄မျိုး क्वे ချင်းကြောင့်တတိပဌံ၄မျိုးဖြစ်ရပါသည်တိကကာယ ानु ပတနာတတိပဌံ ဝင်သက်ထွက်သက်သို့မဟုတ်32ကောထာတာတို့၌တတိကို ခိုင်မြတ်စွာထားပြီးမတည့်မတည့်ယွန်ရှာပွဲဖြစ်သောအချင်းရာကို ဖန်ဖန်ရှုမှတ်ခြင်းဖြစ်သည်နိဝေဒနာ అను ပတနာတတိပဋ္ဌံခံစားမှုသဘောဝေဒနာတရားတို့ဘောမှာတတိကိုခိုင်မြတ်စွာထားပြီးစဉ်ရသည့်ဒုက္ခအချင်းရာကိုထင်းလာအောင်ဖန်ဖန်ရှုမှတ်ခြင်းဖြစ်သည်ဒုက္ခဝိပလာတချမ်းသာသည် ဟုဖောက်ပြန်စွာ သိမှုကိုပေခွာနိုင်၏ 3စိတ်ဓာနုပဒနာတတိပဋ္ဌံစိတ်ကိုအာယုံပြု၍စိတ်တို့၏မမြဲခြင်းအချင်းအရာထင်လာအောင်အဖန်ဖန်ရှုထပ်သောတတိဖြစ်သည်နေဆဝိပါလတမြဲသည်ဟုဖောက်ပြန်စွာတိမှုကိုပဲခွာနိုင်ဤဓမ္မာနုပဒနာတတိပဋ္ဌံယုတ်နံတို့၏ဖြစ်ပေါ်မှုသည် အတ္တကောင်ဆိုသည့်အသက်လိပ်ပြဝိညာဉ်မရှိဗြဟ္မတဓမ္မကြီးသာ သူ့သဘောသူဆောင်သည့်သဘောအစိုးမရအနတ္တအချင်းရာထင်းလာအောင်ဖန်ဖန်ရှုတတ်သောတတိဖြစ်သည်အတ္တဝိပါလာတာအတ္တရှိသည်ဟုဖောက်ပြန်စွာသိမှုကိုဖဲခွာနိုင်၏အနိစ္စဒုက္ခအနတ္တအတုပအနိစ္စကိုရှုခြင်းမှာစိတ်တာနုပတနာ ဒုက္ခကိုရှုခြင်းကဝေဒနာ ानु ပတနာအနာတ္တကဓမ္မ ानु ပတနာအတုပါကကာယ ानु ပတနာနေ့ကသမ္မပဒံ၄ပါးမိမိတဏ္ဍာမှာဖြစ်ပြီးသောအကုသိုလ်တရားတို့ကိုပယ်ရန်အားထုတ်ခြင်းလုံလံပြုခြင်း ပြုလုပ်ပြီးအကုသိုလ်များကိုပြန်၍နှလုံးမသွင်းဘဲမစင်စားဘဲနေရမည်။နောင်လောကမလုတော့ဘူးဟုဆုံးဖြတ်ချက်တတိထားရမည်။ဤသို့ပယ်ခြင်းသည် အကုသိုလ်ကံပြောင်းမသွားပေရှေ့ဆက်ပြီးအကုသိုလ်မတိုးခြင်းသာဖြစ်သည် အကုသိုလ်တရားတွေကိုမက်ညံမှတာအပြီးဘယ်တတ်နိုင်သည်မိမိတန်တန်မှမဖြစ်သေးသော အကုသိုလ်တရားတို့ကိုမဖြစ်စေရန်အားထုတ်ခြင်းလုံးလာပြုခြင်းမိမိတန်တန်မှဖြစ်ပြီးသောကုသိုလ်ကိုတိုးပွားစေရန်အားထုတ်ခြင်းလုံးလာပြုခြင်းမိမိတန်တန်မှမဖြစ်သေးသောကုသိုလ်ကိုဖြစ်ပေါ်စေရန်အားထုတ်ခြင်းလုံးလာပြုခြင်းထို့သို့ကြိုးစားရမှာလဲ အရေးသာကျွင်းပါစေအကြောသာကျွင်းပါစေအယိုးသာကျွင်းပါစေအသာအသွေးအကုန်ခန်းချောက်ပါစေဆိုသည့်အင်္ဂါ၄ပါးနှင့်ပြည့်စုံသောလုံလဝိရိယအားဖြင့်ကြိုးစားအားထုတ်ရပါမည်အဋ္ဌိဘက်၄ပါးအဋ္ဌိဘက်ပြည့်စုံခြင်းပီစီခြင်းအမျိုးမျိုး၏အခြေခံတရားစံဋ္ဌိဘက်လိုခြင်းမှုရခြင်းမှုအလွန်အကျူးထက်သန်သောဆန္ဒကြောင့်ကြိုးစားရင်းပြည့်စုံမှုဝိရိယဋ္ဌိဘက် အရေးအကျော်ယူအသားသွေးခန်းချောက်ပါစေမလျှော့သောလုံလဝိရိယဖြင့်ကြိုးစားရင်းပြည့်ပြည့်စုံမှုစိတ်တိတ်ဒီဘက်ထက်တန်ခိုင်မာသော စိတ်စွမ်းအားကြောင့်ပြည့်ပြည့်စုံမှုဝိမာန်တိတ်ဒီဘက်ခက်ခဲနဲ့နဲ့သောတရားဓမ္မသဘာဝတို့၌ပြန့်ပြူးစွာကျက်စားနိုင်သောပညာကြောင့်ပြည့်ပြည့်စုံမှုအိန္ဒိယ၅ပါးအိန္ဒိယစိတ်ကိုဆိုးရနိုင်မှု တရားဘာဝနာအားထုတ်ရနိုင်ပြန့်လွင်နေသောစိတ်များကိုအိန္ဒိယ၅ပါးဖြင့်အစိုးရထိန်းချုပ်နိုင်ရပါမည်။တန်တိန်ဒရီယုံကြည်မှုဖြင့်စိတ်ကိုအစိုးရခြင်း၊ဝီရိယန်ဒရီဝီရိယဖြင့်စိတ်ကိုအစိုးရခြင်း၊သတ္တိန်ဒရီသတိဖြင့်စိတ်ကိုအစိုးရခြင်း၊သမာဒိန်ဒရီသမာဓိဖြင့်စိတ်ကိုအစိုးရခြင်း၊ပညာန်ဒရီပညာဖြင့်စိတ်ကိုအစိုးရခြင်း။ဘုံ၅ပါးဘုဆိုတာစင့်ကျင်ဘက်အရာတို့ကိုတိုက်ခိုက် ဖိစည်းတတ်သောတရားဖြစ်သည်အိန္ဒိယ၅ပါးဖြင့်စိတ်ကိုအစိုးရအောင်ပြု၍ဘု၅ပါးဖြင့်ဆန့်ကျင်ဘက်တရားတွေကိုတိုက်ဖြတ်ရပါမည်တရားဘုယုံကြည်မှုတရားတရားဖြင့်ဆန့်ကျင်ဘက်တရားတို့ကိုတိုက်ဖြတ်ခြင်းဝိရိယဘုဝိရိယဖြင့်ဆန့်ကျင်ဘက်တရားတို့ကိုတိုက်ဖြတ်ခြင်းတတိဘုတတိဖြင့်ဆန့်ကျင်ဘက်တရားတို့ကိုတိုက်ဖြတ်ခြင်းသမာဓိဘုသမာဓိဖြင့်ဆန့်ကျင်ဘက်တရားတို့ကိုတိုက်ဖြတ်ခြင်းပညာဘုပညာဖြင့်ဆန့်ကျင်ဘက်တရားတို့ကိုတိုက်ဖြတ်ခြင်းဘုဇဉ်ခုနှစ်ပါး ဘုဇင်ဆိုသည်မှာတစ္ဆာလေးပါမြတ်တရားတို့ကိုသိမြင်ရန်မဉ္ဉဏ်ဤအစိတ်ပိုင်းအတောင်လည်းဖြစ်သည်တတိတံဘောဇင်မဉ္ဉဏ်ဤအကြောင်းဖြစ်သောအောက်မေ့ခြင်းဓမ္မဝိဇ္ဇာတံဘောဇင်မဉ္ဉဏ်ဤအကြောင်းဖြစ်သောတရားသဘောကိုစူးစမ်းဆင်ခြင်းခြင်းဝိရိယတံဘောဇင်မဉ္ဉဏ်ဤအကြောင်းဖြစ်သောအာထုတ်ခြင်းပီတိတံမောစဉ်မဉ္ဉဏ်ဤအကြောင်းဖြစ်သောနှစ်သက်ခြင်း ပတ္တိတံဘောဇဉ်မညံဤအကြောင်းဖြစ်သောကိုစိတ်ဤငြိမ်ချမ်းခြင်းတမာတိတံဘောဇဉ်မညံဤအကြောင်းဖြစ်သောတည်ကြည်ခြင်းဥပိ္ခာတံဘောဇဉ်မညံဤအကြောင်းဖြစ်သောအညီမျရှုခြင်းမက်ကင်၈ပါးမက်ကင်ဆိုသည်မှာကိလေသာကိုပယ်တတ်ကြောင်းနိဗ္ဗာန်သို့ရောက်ကြောင်းဖြစ်သောတရားစုဖြစ်သည်တမ္မာဒိဋ္ဌိသစ္စာလေးပါအလင်းတရားကိုမှန်စွာသိမြင်ခြင်း တစ္ဆာလေးပါးမှာဒုက္ခတစ္ဆာသမုဒိယတစ္ဆာနိရောဓတစ္ဆာမဂ္ဂတစ္ဆာဒုက္ခတစ္ဆာဆိုသည်မှာစိဉ္ဇဉ်ချင်းအမှန်တရားတိကိုတိယမိတရားဖြစ်သည်တိယမိတရားဘဝသည်ဖြစ်ရခြင်းဇာတိဝရခြင်းနာရခြင်းတရားခြင်းစိုးရင်ပူဆွေးရခြင်းကိုကြွေးရခြင်း ကိုစင်းရခြင်းစိတ်စင်းရခြင်းပြင်းစွာပူပန်ရခြင်းမချစ်မနစ်သက်သောသူနှင့်အတူနေရခြင်းချစ်ခင်နှစ်သက်သောသူနှင့်ကြွေကွင်းရခြင်းစားရှိသည့်စင်းရခြင်းအပေါင်း တတ္တဝါတို့သည်ကိုယ်စိတ်နှလုံးမသာရခြင်းကြောင့်ဖြစ်ပေါ်သည့်ဆင်းရဲပျော်ရွှင်မှုတွေနှင့်ပြည့်စုံနေရမှရုတ်တရက်ပြောင်းလဲမှုတွေကြောင့်ဖြစ်ပေါ်လာသောဆင်းရဲအားလုံးသောဆင်းရဲတို့သည်မတည်မြဲအစဉ်ဖောက်ပြန်ပြောင်းလဲနေသောဒုက္ခတွေသာဖြစ်၏။တပံခန္ဓာ၅ပါးပေါ်မှပုဂ္ဂိုလ်တတ္တဝါ၅ဟု၍ဆွဲမှတ်ယူနေသောဆင်းရဲလည်းရှိသေး၏။ထိုဒုက္ခဆင်းရဲတွေဖြစ်ပေါ်ကြောင်းကိုမြင်သောသူသည်ဆင်းရဲချုပ်ကြောင်းနိဗ္ဗာန်သို့ရောက်ကြောင်းအကျင့်ကိုလည်းမြင်ရမည်။တမ္ပုရိယသစ္စာ စီရဲဖြစ်ကြောင်းအမှန်တရားပယ်ရမည်တရားကာမတဏကာမဂုဏ်၌တက်မဲ့ဆွဲလန်းခြင်းဘဝတဏဘဝ၌တက်မဲ့ဆွဲလန်းခြင်းဝိဘဝတဏဘဝပြတ်ခြင်း၌တက်မဲ့ဆွဲလန်းခြင်းထိုတဏသုံးပါးကြောင့်တပံဘဝအသစ်တွေဖြစ်ပေါ်နေရသည့်စီရဲဖြစ်ကြောင်းအမှန်တရားတွေဖြစ်သည်ဘဝသစ်မဖြစ်ပေါ်ရန်တန်တရာအလေရက်ဖို့ကြိုးစားရပါမည်နိရောဓသစ္စာစီရဲချုပ်ငြိမ်းခြင်းအမှန်တရားဆိုက်ရမည်တရား ကိလေသာညှိခြင်းပန်တများကိုဆွံ့လွတ်ခြင်းတဏှာတို့ကိုညှိမ့်သက်ခြင်းထိုကိလေသာတဏှာမရှိခြင်းသည် စင်ရဲ့ချုပ်ငြိမ်ရာအမှန်တရားပင်ဖြစ်သည်မက်ခင်ခီးရန်ကြောင့်တိုင်းကြင့်ကြံအားထုတ်ကသီလသမာဓိပညာတို့နှင့်ပြည့်စုံလာပါကစင်ရဲ့ချုပ်ငြိမ်ခြင်းသို့အမှန်ရောက်ရှိနိုင်ပါသည်မက်ခသစ္စာစင်ရဲ့ချုပ်ငြိမ်ခြင်းသို့ရောက်စေတဲ့ ညွန်ပြတတ်သောလမ်းမှန်အစိုးနှစ်ပါးမှလွတ်သောနိဗ္ဗာန်သို့ညွန်ပြသော အလယ်လမ်းမှန်အင်္ဂါရှစ်ပါးနှင့်ပြည့်စုံသောမဂ်ဂင်လမ်းလမ်းမှန်ကိုပွားရမည်တရားတမ္မာသင်္ကပ္ပမှန်စွာကြံစည်ခြင်းဝိတုခါမှထွံ့မြောက်ကြောင်းအကြံစီတတ္တဝါတို့ကိုမပင်မပန်းမပြည့်စည်စေလိုသောအကြံစီတမ္မာဝါစာမှန်စွာပြောဆိုခြင်း ဝစီဒူးစရိုက်လေးပါမှအလွတ်ကင်းစင်ကြည်ညိုဝဲရှိသောပြောဆိုမှုတမ္မာကံပန္နမှန်စွာပြုလုပ်ခြင်းကာယဒူးစရိုက်သုံးပါမှအလွတ်ကင်းစင်ကြသောကာယကံပြုလုပ်ခြင်းတမ္မာအာဇီဝမှန်ကန်စွာအသက်မွေးခြင်းမှန်သောအမြင်မှန်သောအကြံစီမှန်သောကာယကံဝစီကံရှိသောသူများသည်ယုံညံသောအတက်မွေးမှုများမပြုလုပ်ခြင်းအစိတ်လက်နက်လူအရက်သားထွက်ဒိဋ္ဌိဆံများကိုဖွေးမြူရောင်းချခြင်းမှရှောင်ကျင်ခြင်းတမ္မာဝါယမ မှန်စွာအားထုတ်ခြင်း၊ကုသိုလ်တရားတို့ကိုခိုင်မြဲစေရန်စိတ်ကိုလုံးလာပြု အားထုတ်ချီးမြှောက်ဆောက်တည်ခြင်း၊တမ္မာတတိမှန်စွာအောက်မေ့ခြင်း၊ကာယဝေဒနာစိတ်ဓာဓမ္မတို့ကိုရှုမှတ်ခြင်းတတိ၊တမ္မာတမာတိမှန်စွာတည်ကြည်ခြင်း၊နိဝေရဏတရားတို့ကင်းဝေး၍အဘိဇာပြဘာရမိစာဒိဋ္ဌိမနောကံဒုစရံများကိုရှောင်ကျဉ်နိုင်ခြင်း၎င်းတို့သည်ဘောဓိဝဂိယ138ပါးကိုအကျဉ်းမြတင်ပြခြင်းဖြစ်ပါသည် သမထဝိပဿနာတရားထူထောင်ရာမှာ၎င်းတရားတို့သည်အဓိကအရေးကြီးပါသည်နောက်တစ်ပိုင်းကိုဆက်လက်ပြီးပူဇော်မှာပဲဖြစ်ပါရဲ့ရှင်ကျေးဇူးတင်ပါတယ်ရှင်ကျွန်မတို့ကြပါ